ဗမာတိုင်းနမူအကြောင်းပေါ့နော်တစ်ချက်တွားလိုက်ရအောင်ကျွန်တော်အရင်ကပြောထားတဲ့ဒီ AC synchronous alternator အဲအရင်ဒိုင်နမိုတွေပေါ့နော်အဲဒိုင်နမိုရဲ့တဘောတရားနဲ့ရတော့အတူတူပဲအဲဒိုင်နမိုတွေကျွန်တော်တင်ထားတဲ့ဒိုင်နမိုတဘောတရားတွေကိုနားလည်ထားတဲ့လူတွေကတော့ဒီအကြောင်းမပြောလဲနားလည်နိုင်မယ်အဲ့တော့ထားပါလူဆက်တော့ကြောင့်ဒီဗမာဒိုင်နမိုတွေဗမာဒိုင်နမိုတို့အတုံးများပါတော့ထုတ်တာလည်းဗမာထုတ်တာပဲဥပမာဆိုတင်တို့ပါတော့ရေးထားတယ်နော်ဆိုတင်ဂျန်နရေတာတို့ပါတော့ ူရဲ့ဖွဲ့စည်းပုံလေးကိုတစ်ချက်ပြောမယ်ဆိုရင်ကျွန်တော်တို့ကဟီရိုဒါရဲ့ဒီအလေရပေါ့နော်အလေရလေနေရဲ့ကောင်းကြီးဒီမှာကျတော့အဲကျွန်တော်ပြောပြလိုက်တယ်မခွဲထုတ်လိုက်မယ်ခွဲထုတ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကဒီလိုလာရမှာဒီမှာကျတော့ဒီပန်ကာပေါ့လေနော်အဲ့ရန်နေထိတ်ကိုတော့ရင်ဒီမှာတူကဒီမှာပါလာမလဲဆိုရင် ွန်ပျူတာလို့ခေါ်တဲ့ကြီးစိတ်တွေလာတယ်ကွန်ပျူတာကြီးစိတ်တွေပေါ့ဒီမှာကွန်ပျူတာကြီးစိတ်တွေနဲ့ဘင်းဒီထိတ်မှာဘာပြန်ရှိမလဲဆိုရင်ဒီ slit rim ပေါ့နော် generator ရဲ့ slit rim ပေါ့အဲ copper slit rim slit rim နှစ်ခုပါထပ်ပါမယ်ဒီဘောတရားဒီမှာကျတော့ကျွန်တော်တို့ကဒီအလဲကလဲနေတဲ့ rotor ကြီးပေါ့နော်ဒီ rotor ကဘာဖြစ်သွားတယ်လဲဆိုရင် amateur ဖြစ်သွားတာကျွန်တော်ပြောပြတာ layer setter ထွက်ပေါ်တဲ့အပိုင်း amateur လို့ခေါ်တယ်အမှမှာကျွန်တော်တို့အပြင်ကအခွန်ကြီးအခွန်ကြီးက state က fee ဖြစ်သွားတာတန်လိုက်ဖြစ်သွားတဲ့ကောင်အဓိကတန်လိုက်ဘိုင်းုံပြောနေတာကျွန်တော်တို့ရိုးရိုးအရင်က generator တွေမှာကြာကြတော့ကျွန်တော်တို့အလဲကောင်ကြီးက fee လीเนาะအပေါ်ကနေကြည့်လိုက်ရင်ဒီလိုထုတ်၄ထုတ်ရှိမယ် ီကောင်ကအဲ့အရာကျတော့ fee အခုကျတော့ဒီကောင်ကအလဲကလဲတဲ့ router က fee မဟုတ်တော့ဘဲနဲ့အလဲကလဲနေတဲ့ router ကဒီအမချာဖြစ်သွားတယ်အဲ့တော့ဒီအမချာဘက်ရောအရင်ရှင်းမယ်နော်အမချာမှာကျွန်တော်တို့ကမြောင်းနေအများကြီးပါမယ်အဲ့ဒါကျွန်တော်ဒီပုံထဲမှာပေါ့နော်ပုံထဲအတိုင်းပဲမြောင်းနေအများကြီးနဲ့ဒီပတ်ပတ်လဲပေါ့လीနော်ပတ်ပတ်လဲမြောင်းနေအများကြီးပါမယ်အဲစုစုပေါင်းဒီ နမူနာပေါ့နော်ဒီ sorting generator ပေါ့အဲ့စီမှာဘယ်နှမြောင်းပါလဲဆိုရင် amateur ရဲ့ပတ်ပတ်လည်းမှာစုစုပေါင်းကျွန်တော်တို့ကအဲ25 slot ပါတယ်အဲစုစုပေါင်း25မြောင်းပါရပါလိမ့်နော်25မြောင်းပြင်လည်းပါတယ်ပြင်ဒီ computer ကြီးစိတ်တွေကလည်းစုစုပေါင်း computer ကြီးစိတ်အရေအတွက်ကဘယ်လောက်ရှိမလဲဆိုရင်25ခုရှိမယ်အဲ့တော့မြောင်းအရေအတွက်ကကြာ generator ရဲ့မြောင်းအရေအတွက်ကကြာလည်းအဲ25မြောင်းပြီးတော့ computer ရဲ့ဒီ computer ပေါ့နော်ကြီးစိတ်တွေ ခြေစိတ်တွေကလည်းဘယ်နှခုခြေစိတ်မြောင်းဘယ်နှခုရှိမလဲဆို25ခုရှိမယ်အဲ့တော့ဒီကောင်မဆိုင်ရင်သူ့ရဲ့အရင်အခံကိုပေါ့နော်ဒီထက်မှန်လည်းနှစ်ပိုင်းပါမယ် exciter ရဲ့ exciter ဘိုင်းရဲ့ကျွန်တော်တို့ကဒီမီးတုံးတဲ့အပိုင်းပေါ့တော့မီးတုံးတဲ့အပိုင်းရဲ့ပါမယ်အဲ့တော့ဒီမှာအရှိမဆလစ်ရင်ကြည်ကြည်ကွင်းတစ်ခုပါမယ်ကြည်ကွင်းတစ်ခုကိုဘယ်ရလာလဲဆိုဒီရိုတာရိုတာတွေကအမချာနေပါအမချာဘိုင်းကနေပဲလာခဲ့ပြီ လာခဲ့ပြီဆိုတော့သူကဘယ်လိုလာလဲဆိုရင်သူရဖွဲ့စည်းပုံကကျတော့ကျွန်တော်တို့ဒီ25မြောင်းပေါ့လေနော်အဲ့တော့အဲစုစုပေါင်း25မြောင်းရှိမယ်25မြောင်းကိုသူကတထုပ်ကိုပေါ့နော်သူကဒီလိုပတ်တာတထုပ်နှစ်ထုပ်အဲ၃ထုပ်အဲတမြောင်းကြာပတ်လိုက်တာတမြောင်းကြာဒီလို၃ခုပတ်လိုက်တာပြောရရင်တော့1 2 3 4 5 6 9ခုအထိကိုယူမှာနော်မြောင်း9မြောင်းအထိကိုတပိုးယူတယ် ဝမ်ပိုးပေါ့နော်မြောင်းခဏမြောင်းထီကိုတပိုးယူပြီးတော့အလေမြောင်းတမြောင်းချာနေပတ်လိုက်တယ်စုစုပေါင်းအဲတပိုးမှာဆိုရင်တလိုက်၊နှစ်လိုက်၊တုံးလိုက်ရှိမယ်ပေါ့နော်အဲဒါမျိုးပတ်လိုက်တယ်အဲနောက်တစ်ခါတစ်ခုကိုကြောက်ရလဲကျွန်တော်တို့ဘလို့ပြန်ပတ်လဲဆိုဒီကောင်ကနေပဲပြန်ယူမှာနော်ဒီကောင်ထဲကိုလည်းပြန်ထည့်မှာနော်ပြန်ထည့်မှာပြန်ထည့်မှာဖြစ်တီအတွက်ကြောင့်မို့လို့သူကလည်းစလိုက်မယ်ဆိုရင်ဒီကနေပဲပြန်စတော့မှာလေနော်1 2 3 4 5 6 9 အဲဒီလိုဒီလိုပြန်ပတ်တော့မှာပေါ့လေနော်နောက်နောက်တစ်ဖက်ကလည်းဒီကအစတစားရှိမယ်ဒီကနောက်တစားကလည်းဒီလိုပြန်ပတ်ထားမှာပဲတူอ่ะနော်ခွန်ကိုပြန်ပတ်မယ်ပြီးရင်နှစ်နဲ့6ကိုပတ်မယ်၃နဲ့5ကိုပြန်ပတ်မယ်အဲဒီနောက်တစ်မြောင်းကိုပြန်ကျော်ပေါ့အဲနောက်ထပ်တစ်ထုပ်ကိုကျော်ရလဲအတူတူပဲဒီကခွန်ကိုအဲဒါမျိုးပဲဖြစ်သွားမှာပေါ့လေနော်ဒီကခွန်ကိုပြန်ဝင်တယ်အဲလိုပတ်အဲလိုပတ်သွားတဲ့တဘောတရားပေါ့အဲတူကဒီပုံစံလေးဖြစ်သွားမှာပေါ့နော်အလေမြောင်းတစ်မြောင်းဝင်အဲဒီဒီမြောင်းကိုတော့ဥပမာ1ခွန်ပေါ့နော် အဲဒီကောင်လည်းဒီကောင်နဲ့ဆိုင်ရင်လည်းဒီကောင်ကလည်းတစ်ခွန်ပေါ့ဒီကောင်ဒီကနဲ့ဆိုင်ရင်လည်းဒီကောင်ကလည်းတစ်ခွန်ပေါ့အဲဒီကနဲ့ဆားလိုက်ရင်တော့ तू ကတမန်းဝါတော့လွတ်သွားမှာနော်ကျွန်တော်ဒီအထုံနဲ့ဒီထုံနဲ့ဒါဖြန့်လိုက်တဲ့တဘောဒီထုံနဲ့ဒီထုံကဒီလိုဆက်သွားတဲ့ဒီလိုဆက်သွားတဲ့အနေထားမှာဆိုရင် तू ကနောက်တမန်းမှာဆိုရင်ဒီလိုမျိုးလွတ်နေတော့မှာဒါတော့မြောင်းမဟုတ်တော့ဘူးမြောင်းမရှိဘူးဒီဘက်မှာလည်းဒါမြောင်းမဟုတ်ဘူးပေါ့နော်ဒီဘက်မှာမြောင်းရှိမယ်ဒီဘက်မှာမြောင်းမရှိပဲဒါပေမဲ့လို့ तू ကဒီထုံနဲ့ဒီထုံနဲ့ဆက်တဲ့ကြားမှာတော့ဒီဘက်မြောင်းအောင်ပဲဝင်တော့တယ်ဒီဘက်မြောင်းအောင်ပဲဝင်တော့တယ်အဲဒါမျိုးလမ်းကြောင်းပြတ်တဲ့အနေထားတစ်ခုတော့ဖြစ်သွားမယ်နော် ဘာလို့ဆိုတော့25လीเนาะကျွန်တော်တို့25ဒီမှာမှကနန်းကြီး24ဆိုရင်တော့ quality ဝင်တာပေါ့เนาะ25ဖြစ်တဲ့အတွက်ကြောင့်မို့တမြောင်းပူနေတာ24မြောင်းမဲ့တုံးသွားတဲ့တဘောအဲ့တော့ဓာတုရဲ့ကျွန်တော်တို့ဒီ slit ring ကိုเนาะကြီးကွင်းကိုထောက်တဲ့ကောင်เนาะကြီးကွင်းကိုထောက်တဲ့ကောင်အဲ့ဒီမှာမှအထုပ်ကကျွန်တော်တို့ကဒီလိုလေးတုပ်ဖိုးဖိုးရှိမယ်ဖိုးဖိုးမှကျွန်တော်တို့ကအဲသူကဘယ်လိုယူလဲဆိုရင်ကျွန်တော်အပေါ်ရက်နဲ့ဒဲကြည့်လိုက်မယ်ဆိုရင်သူကအဲ့ဒီ ရိုတာကြီးอ่ะတော့ဒီလိုပတ်ထားမှာဒီကနေစမယ်ဆိုလဲတက်ကနေခွန်ဒီကနေစမယ်ဆိုလဲတက်ကနေခွန်ဒီကနေပြန်စမယ်ဆိုလဲတက်ကနေအဲခွန်ဒီကနေစမယ်ဆိုတက်ကနေခွန်ဒါပေမဲ့ဒီကြားထဲမှာဟိုဒီလိုမြောင်းနှစ်ခုကြားထဲမှာခြားထားတဲ့កောင်ကြီးအဲ့កောင်ကြီးတော့ဒီမှာကြံနေလိမ့်မယ်အလဲတမြောင်းချာအလဲတမြောင်းချာဒီကောင်လေးအလဲတမြောင်းချာအလဲတမြောင်းချာဒါဒီလိုမျိုးတုံတုံပတ်မယ် ပတ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီကောင်ဘယ်လိုယူလဲဆိုရင်ကျွန်တော်တို့ကစီးပြီးမယူတော့ဘာနဲ့ပါလာလဲယူတယ်အဲ့တော့ကျွန်တော်ကဒီအထုပ်ကမီတုံးစားယူလိုက်ပြီเนาะ slit ring ကိုဒီကောင်ထောက်မှာเนาะ slit ring ကိုထောက်မှာတစားဒီကနေယူလိုက်ပြီเนาะယူလိုက်ပြီဆိုရင်ဒီကောင်ကဒီကောင်ရဲ့အဆုံးစားရှိမှာလीเนาะဒီကောင်ရဲ့အဆုံးစားကဘယ်လိုတွားလဲဆိုရင်ဒီသူ့ရဲ့မျက်နှာချင်းဆိုင်ရဲ့အတွင်းစားကိုတွားတယ်အရှင်းလားမသိဘူးเนาะသူ့ရဲ့မျက်နှာချင်းဆိုင်ရဲ့အတွင်းစားကိုတွားတာအဲ့တော့ဒီအထုပ်မှာလည်းဘာကြီးကြံမလဲအပြင်စားကြီးတစားကြံနေတယ် အဲတစားကိုခဏထားရမယ်နောက်တစားနောက်ထုပ်နှစ်ထုပ်ကျန်နေရနောက်နှစ်ထုပ်ကလည်းဒီမှာတစ်ထုပ်ကိုယူလိုက်ပြီအဲယူလိုက်ပြီဒီကောင်လည်းမီတုံးမဲ့ကောင်အဲနှစ်ခုရပြီပေါ့နော်ပြောရရင် slit ring on လာမှာကြီးကွင်း on လာမှာကြီးကွင်း on လာမဲ့ကောင်ရပြီအဲ့တော့ဒီကောင်ရဲ့အပြင်စားပေါ့နော်ဒီကောင်ရဲ့အပြင်စားဘယ်လိုချိတ်ဆက်လဲဆိုရင်ဒီကောင်ရဲ့သူ့ရဲ့မျက်နှာချင်းဆိုင်ရဲ့အတွင်းစားကိုတွားလိုက်တယ်အတွင်းစားကိုချိတ်ဆက်လိုက်တယ်အဲ့တော့ဒီကောင်ကလည်းအပြင်စားကြီးကျန်နေရဲ့ ီမျက်နှာချင်းဆိုင်နဲ့ထုတ်မှာချိတ်ဆက်ပြီးရတဲ့အခါမှာအပြင်စကြံတယ်ဒီမျက်နှာချင်းဆိုင်နဲ့ထုတ်ကိုလည်းချိတ်ဆက်ပြီးရတဲ့အခါမှာအပြင်စကြံတယ်အဲ့နှစ်ဆကိုကျွန်တော်တို့ကပူထားလိုက်တယ်ဒီတိုင်းပဲပူထားလိုက်တယ်ဘာမှမထူဘူးเนาะဒီတိုင်းပဲပူထားလိုက်တယ်ပြီးသွားပြီတူပိုင်းပြီးသွားပြီအဲ့တော့ကျွန်တော်တို့ကဒီနှစ်ထုတ်ကနေပဲဒါမိတုံးစယူတယ်ဗောနော်ဒီခြေကွင်းကိုထောင်းမဲ့ကောင်းเนาะခြေကွင်းကိုထောင်းမဲ့ကောင်းလာတယ်အဲ့တော့ဒီဘက်ခြေကွင်းကိုတစဒီဘက်ခြေကွင်းကိုတစเนาะဒီကလာတာဒီရိုတာကြီးထဲမှာပဲပတ်ထားတာ အဲ့တော့25မြောင်းရှိမယ်နော်25မြောင်းဆိုမှကျွန်တော်တို့အလဲတမြောင်းချာ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 ယူပြီးအလဲတမြောင်းချာယူပြီးရင်ကျွန်တော်တို့ကထထုတ်ကို၄ခုပတ်ရမှာလေနော်အဲ့တော့ပတ်လိုက်ပြီပေါ့နော်ဒါဒီရအစားဒီမှာရှိမယ်အဲ့လိုပတ်လိုက်ပြီအဲနောက်ပြီးကျရင်ဒီမှာနောက်ထထုတ်ကိုပြန်ပတ်ပြီအဲနောက်ထထုတ်ကိုပြန်ပတ်ပြီအဲတုံတုံပေါ့နော်တုံတုံပြေသွားပြီပြေသွားရင်လည်းဒီမှာလည်းရှိမယ်ဒါတို့ရဲ့ဒဇိုးပြန်ရှိမယ် ီကောင်လည်းပြန်ဝင်မှာเนาะဒီကောင်ကလည်းဒီတိုင်းပဲပြန်ပတ်မယ်တမြောင်းကြာတမြောင်းကြာပတ်လိုက်မယ်အဲနောက်ထပ်တစ်ထုပ်ပြန်ပတ်မယ်ပြီးရင်နောက်ထပ်တစ်ထုပ်ကိုတော့ဒီကိုပြန်ဝင်မှာဒီကိုဝင်တယ်เนาะဒီမြောင်းကိုပြန်ဝင်တယ်အဲဒါမျိုးပတ်လိုက်တယ်ပတ်လိုက်တယ်ဆိုတော့နောက်ဆုံးမှာဒီကောင်ကလည်းဒီမှာတစကြံမယ်เนาะနှစလीเนาะပြီးရင်ဒီကောင်လည်းအတူတူပဲเนาะဒီကနေဝင်မယ်ပတ်မယ်ဟမ်နောက်တစ်ထုပ်ပြန်ပတ်မယ်နောက်တစ်ထုပ်ကလည်းဒီကိုပြန်ဝင်မှာပြန်ဝင်ပြီးရင် ရိုက်နော်ဒီမှာတစားရှိမယ်လေနော်တစားရှိမယ်ဆိုရက်နောက်တစ်ခါကြောက်အောင်လဲဒီလိုပဲပြန်ပတ်မှာပေါ့နော်ဒီဘက်ဒီဘက်ကကောင်းကလည်းတူတူပဲညာဘူးပဲပြန်ပတ်ပါမှာဒါတထုပ်ပြန်နောက်တထုပ်အဲပြီးရင်နောက်တထုပ်ကကြတော့ဒီဒီဘက်ကိုကြတော့မဝင်လမ်းမဝင်နိုင်တော့ဘူးဘာလို့လဲဆိုတော့ဈားထဲမှာမြောင်းကလည်းတူမြောင်းနဲ့တူပြည့်သွားပြီဖြစ်ဒီအတွက်ကြောင့်မို့ဈားထဲမှာမြောင်းမရှိတော့ဘူးအလေကအခံလုံးမကျန်တော့မှာအဲ့တော့ဒီကောင်ကတော့ဒီတဲ့ကိုပြန်ဝင်လိုက်တယ် ပြောင်းဝင်လိုက်တဲ့အနေထားမှာကျွန်တော်ကဒီကနေစလစ်ရင်းကိုတွားမဲ့ကောင်အစတစယူလိုက်ပြီအစတစယူလိုက်ပြီဖြစ်တည်တော့ကြောင့်မို့ဒီရဲ့အပြင်စားကတူရဲ့မျက်နှာချင်းဆိုင်ရဲ့အကွင်းစားကိုတွားမယ်နော်ဒီရဲ့ဒီအထုပ်ရဲ့အပြင်စားခဏထားထားမယ်ဒီကောင်ကိုလည်းကျွန်တော်ကယူလိုက်ပြီနော်ဒီမှာယူလိုက်ပြီနော်ဒီမှာဒီမှာစလစ်ရင်းကိုတွားမဲ့တစယူလိုက်ပြီအဲ့တော့တူရဲ့အပြင်စားကတူရဲ့မျက်နှာချင်းဆိုင်ရဲ့ဒီအတွင်းစားကိုတွားမယ် နော်မျက်နှာချင်းဆိုင်ရဲ့အတွင်းစာကိုတွားမယ်အဲ့တော့ဒီကောင်ရဲ့ဒီအစရဲ့ဒီအစရဲ့ကကြံနေရဲ့အတွက်ဒီစနဲ့ဒီအစကိုကျွန်တော်တို့ join ပေးလိုက်တယ်အဲဒါပဲအဓိက